ားအလုံးဝဲမင်္ဂလာပါခင်ဗျာ ပုံမှာပြထားတဲ့လက္ခဏာကချမ်းသာမလားစင်ရဲမလားလက္ခဏာကိုစစ်ကြည့်တဲ့နေရာမှာကံလန်းထက်အသားရည်ကိုကြည့်တတ်ဖို့လိုအပ်ပါတယ်ပုံမှာပြထားတဲ့နမူနာပုံကိုကောက်ချက်ချပြပါမယ်ပုံမှာပြထားတဲ့လက်ဝါးပြင်ကနူးညံ့တယ်လို့ပန်းနူရောင်လဲဖြစ်ပါတယ်ဒီလက်ပိုင်ရှင်ရဲ့အာသာချက်ကတော့အပြတ်မြင်တကြောင်မှမပါပါဘူးသူရဲ့ကံလန်းဟာအပြင်မှာတော့တဆက်တည်းရှိပါတယ်ဓာတ်ပုံရယူလိုက်တာဝေးသွားတဲ့အတွက်ကြောင့်ပြတ်တောက်ပြတ်တောက်ပုံစံမျိုးဖြစ်နေပါတယ် ူကကုမ္ပဏီအကြီးကြီးကမန်နေဂျင်းဒါရိုက်တာဖြစ်ပါတယ်။မူလကတော့တက်မတော်ဘူကြီးကနေစေးပင်စင်ယူပြီးလာဝကတိုင်မှုဖြစ်ခဲ့ပါတယ်။လာဝကတိုင်မှုဖြစ်ပြီးအသက်45နှစ်နောက်ပိုင်းမှာတော့အပြင်ကုမ္ပဏီမှာမန်နေဂျင်းဒါရိုက်တာဖြစ်လာသူဖြစ်ပါတယ်။လက်ရှိမှာတော့အသက်64နှစ်ဖြစ်ပါတယ်။သူ့ရဲ့လက်တွေက၄တောင်လက်ချောင်းလို့ခေါ်ရပါမယ်။တခါတရံမှာလက်တွေးဆန်လွန်ပြီးတော့ဘေးကလူအချို့တော်မလိုက်နိုင်ကြပါဘူး။အလုတ်အရန်လောက်ပါတယ်။ဖရာတရားလည်းအရန်လိုက်စားပါတယ်။မိဘကိုလည်းမပြတ်တောက်ပတ်ပါတယ်။ ်လူအများကလည်းသူ့ကိုအားကြကြပါတယ်အမြင်လုံးဝမရှိတဲ့သူ့ရဲ့နှလုံးလန်းကသူဟာတန်ရုံးစင်မများတက်သူဆိုတာကိုပြသနေပါတယ်နှလုံးလန်းကကြာသာပြီးဂျူကုံအလဲကနေစလို့သူဟာအလွန်မှန်ကန်တဲ့သူအလွန်စိတ်ဖြောက်တဲ့သူဖြစ်ပါတယ်သူ့ဘဝမှာအသေးကွဲတာမရှိခဲ့ပါဘူးစမ်းပွင့်ခဲ့ပါတယ်သူကမယွေးရပါဘူးသူ့ကိုပဲယွေးချဲ့ကြရပါတယ်သူ့ရဲ့လက်မမှာစပားစီလည်းမပါပါဘူးဘာထူးခြားတာမှမရှိပါဘူးဒါပေမဲ့သူကတော့ချမ်းသာပြည့်စုံသူပါပဲအိုးလေးကောင်းလေးပါပဲအသက်ကြီးလေးကောင်းလေးပါပဲ ဒါကြောင့်ဘာကိုကြည့်ပြီးပြောရမှာလဲပြောစရာတော့ဖြစ်နေပါတယ်။သူရဲ့လက်ကလေးတက်နေတဲ့ကံလန်းကိုကြည့်ရပါမယ်။အပြက်လန်းကင်းလားမကင်းလားကိုလည်းကြည့်ရပါမယ်။လက်အသားရည်လက်ရည်စာလာမလားစတာတွေကိုလည်းကြည့်ရပါမယ်။လမ်းကြောင်းတိုင်းမှာလည်းကျုံရှိမရှိကြည့်ရပါမယ်။မြင်းကြောင်းတွေကလည်းခဲတံနဲ့ရေးဆွဲထားသလိုရှိမရှိကြည့်ရပါဦးမယ်။အခုပြောနေတာတွေထဲကမကောင်းတာမှန်သမျှသူ့မှာမရှိပါဘူး။ဒီလိုမကောင်းတာဘာမှ မရှိခြင်းဟာသူဟာထူးခြားတဲ့လက္ခဏာပိုင်ရှင်ဆိုတာကိုပြသနေပါတယ်။ ဒါအပြင်လက်သွကျွဲမှာလည်းအစစ်ပူပါလာပါသေးတယ်။သူမိခိုရတတ်တဲ့မိမကိုသူရပါလိမ့်မယ်။ဒါကြောင့်အားလုံးပြောပြောနေကြတဲ့နာမည်ကြီးအမှတ်သားတွေဖြစ်တဲ့ကြာဘူး၊စပါးစီ၊ငားယုတ်၊တန်လျက်၊အောင်လံသူလက်မှာတကူးမှမပါလာခဲ့ပါဘူး။ဒါပေမဲ့လည်းသူကထူးခြားစွာနဲ့ကံကောင်းနေခဲ့ပါတယ်။နောက်တစ်ခုကတော့ညံလန်းချောင်းဘော်ကချက်ချီခက်ပဲဖြစ်ပါတယ်။လူတယောက်စိတ်စည်စနာကောင်းမကောင်းဘယ်လိုကြည့်လို့ရနိုင်မလဲ။ပုံမှန်ပြထားတဲ့လောက်ဝါမျိုးကိုကြည့်လိုက်ပါ။ ပြီးရလောက်အပြင်ရ၄တော့လွင်ပြင်အတွင်းဥကောင်းလန်းချောင်းနဲ့ထိပြီးတော့ကြက်ချီခတ်ဖြစ်ပေါ်နေပါတယ်။ဒါဆိုရင်လက်ပိုင်ရှင်ဟာကြည်ကြည်ရေးပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့စူးစမ်းတက်ပါတယ်။ဝီရိယစိုက်ထုတ်တက်ပါတယ်။ခင်မလာအောင်သူများကိုဆွဲဆောင်တက်မယ်။သူတစ်ပါးကိုလည်းမိမိရဲ့ဩဇာလွမ်းမိုးလာတက်ပါတယ်။ချင်းကတက်ပါတယ်။ကံလန်းနဲ့အောင်မြင်လန်းကိုတော့မတိစေရပါဘူး။ဒီလိုလူမျိုးဟာစေတနာကောင်းခြင်းနဲ့အတူသူများပေါ်လွမ်းမိုးဩဇာရပါလိမ့်မယ်။ လက်ရှိအပြင်မှာယခုပေါ်ပြပါပုံအတိုင်းပြုမှုခံစားနေရတာကိုသူတည်သနလုပ်ပြီးမှတင်ပြခြင်းဖြစ်ပါတယ်။အမတ်သားကညံလန်းနေရအသက်မှာရှိတဲ့အတွက်ကြောင့်အဲ့ဒီအသက်နေရကိုရောက်မှပဲခံစားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့အိမ်တော်ကြီးကံကောင်းစီတက်တဲ့အမတ်သားဖြစ်ပါတယ်။အိမ်တော်ကြီးလမ်းကြောင်းမှာအခွဲခွာပါရင်အိမ်တော်ကြီးကံမကောင်းဘူးလို့ပြောတတ်ကြပါတယ်။ဒါပေမဲ့ဒီအမတ်သားလေးကိုတော့အသေးချာကြည့်လိုက်ပါ။သူ့ရဲ့အိမ်တော်ကြီးလမ်းရဲ့မူလလမ်းကနေတက်ပြီးအပေါ်ဘက်ကိုထောင်တက်နေပါတယ်။ ဒါဟာလက်ပိုင်ရှင်ရဲ့ဘဝဟာအိမ်တော်ကြခြင်းကြောင့်ဘဝမြင့်မားလာတယ်လို့ပြနေပါတယ်။ဒါကြောင့်အခွဲပါတိုင်းအိမ်တော်ကြီးကွဲမယ်လို့မယူဆစေလိုပါဘူး။ဒီလိုအပေါ်ကိုတက်နေတဲ့အခွဲခွားပိုင်တော့အိမ်တော်ကြပြီးနောက်ပိုင်းချမ်းသာတတ်ပါတယ်။နောက်တစ်ခုကတော့မိမိဘလို့အိမ်တော်ဘက်မျိုးနဲ့တွေ့မလဲဆိုတာကိုဖော်ပြတဲ့အမှတ်အသားတွေဖြစ်ပါတယ်။မိမိရဲ့လက်မရဲ့အပေါ်ဆုံးအရင်နဲ့မိမိရဲ့အသက်လမ်းကြောင်းစားထွက်ရနေရာကိုရှင်ကြည့်ပါ။၃မျိုးခွဲထားပါတယ်။မိမိကနံပါတ်ဘလောက်ပါလဲ။ နံပါတ်၁ကတော့လက်မကမြင်းကအသက်လန်ထွက်တဲ့နေရာနဲ့တူနေပါတယ်။ဒါကြောင့်မိမိနဲ့တန်းတူအဆင့်အတန်းတူတူမျိုးနဲ့ခြေသူဖြစ်မယ်။သူ့အနေနဲ့ယူပါပညာရည်ချင်းအဆင့်အတန်းတူတာမျိုးကိုလိုချင်ကြောင်းကိုလည်းပြပါတယ်။ဒီလိုမျိုးပါရင်ရွေးချယ်မှုလောဘဟာတာမန်များတာဖြစ်ပါတယ်။နံပါတ်၂ကတော့လက်မကမြင်းကအသက်လန်ထွက်ရတဲ့မြင်းနေခြင်းမဖြစ်ပါတယ်။ဒါကြောင့်လက္ခဏာရှင်ဟာမိမိထက်ဂုံနဲ့ရုပ်ရည်စိတ်နေသဘောထားအဆင့်အတန်းမြင့်သူပညာရှိသူဒီတစ်ခုခုမှာ သူ့ထက်တာတဲ့သူဒူးကျုံတဲ့သူကိုလိုချင်ကြောင်းပြပါတယ်ဒီလိုမျိုးပါနေရင်တော့လက်ပံရှင်ကရွေးချယ်မှုလည်းများတတ်ပါတယ်နံပါတ်3ကတော့လက်မကမြင်က အသက်လန်းစားထွက်ရထက်နှိမ့်နေခြင်းပဲဖြစ်ပါတယ်ဒါဟာမိမိထက်အဆဆရရချိုးတက်နှိမ့်ကြတဲ့သူနဲ့လည်းချစ်ကြိုက်နိုင်ပါတယ်နီးစက်ရနဲ့လည်းဖြစ်တတ်ပါတယ်သူ့အနေနဲ့အချစ်ကိုညံနေတော့မရွေးချယ်တတ်ပါဘူးတင်ကနိုင်ငံခြားသွားလို့ကံကောင်းမလားနိုင်ငံခြားမှာအဆင်ပြေမလား နိုင်ငံသားမှာအခြေချရမလားဒါတွေကိုလူတိုင်းသိရှင်ကြပါတယ်ဒါတွေကိုသိရဖို့အတွက်ကတော့တင်းရလက်တင်းလာဂျူကုံကို အရင်ကြည့်ရပါမယ်ပုံမှန်ပြထားတဲ့နမူနာလက်ကိုကြည့်ပါသူ့ရဲ့လက်မှာထူးခြားလာတဲ့ကံလန်းကတင်းလာဂျူကုံကစထွက်ပြီးလက်ကလေးအထိကိုမပြတ်မတောက်တက်နေပါတယ်လက်တစ်ဖက်ကအသက်လန်းဟာလဲလက်ဖနောက်အလဲကိုဆင်းပါတယ်ဒီအချက်တွေကနိုင်ငံသားကံအားကောင်းပြီးပြပမှာအခြေချနေထိုင်ရခြင်းကိုပြပါတယ် လူဘွားမှာအစဉ်တန်းရှိရှိ နေထိုင်ရခြင်းကလက်ရအမှုကျမ်းပေါ်မှာလည်းမူတည်နေပါသေးတယ်။ပုံမှန်ပြထားတဲ့လက်ကတော့လပပြီးနုနယ်တဲ့လက်ဖြစ်တဲ့အတွက်ဘဝကံအစဉ်တန်းရှိရှိနေထိုင်နိုင်ပါတယ်။နောက်တစ်ခုကတော့ရည်ရွယ်ချက်ပြီးမြောက်အောင်မြင်စေတဲ့လမ်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လမ်းတူလေးကိုကြည့်ပါဒီလန်းတို့လေးကိုအသက်လန်းကထွက်ချင်းနဲ့ညံလန်းကထွက်ချင်းဆိုပြီးနဏ္ဍရာတွေးမြင်ရပါတယ်။ဘယ်လိုပဲဖြစ်နေပါစေဒီလန်းတို့လေးကအင်မတန်မှကောင်းပါတယ်။ ဒီလန်တိုလေးဟာလက်ညူအောက်ကြာသာပတိဂျူကုံစီကိုတက်နေတဲ့အတွက်ဩဇာအာဏာပါဝါဆိုင်ရာတွေကိုတော့ရရှိမှာဖြစ်ပါတယ်။နံပါတ်1ကလန်တိုလေးကတော့အသက်လန်းကနေစထွက်ပါတယ်။သူကတော့အသက်ငယ်ငယ်နဲ့ဂုံတီရှိတဲ့အလောက်ကန်တွေကိုရရှိတာကိုတွေ့ရပါတယ်။ရည်ရွယ်ချက်တွေကိုပြင်ပြတဲ့စိတ်ထားနဲ့လောက်ကန်နေရာကနေအောင်မြင်တတ်ပါတယ်။အစင်ရှိရှိအလောက်တွေကိုရတတ်ပါတယ်။ဦးစီးဦးဆောင်လည်းလောက်ရတတ်ပါတယ်။နံပါတ်2ကတော့ညံလန်းကစထွက်တဲ့လန်တိုလေးပဲဖြစ်ပါတယ်။ ညာလန်းကစားထွက်တဲ့သူက ပိုထူးတယ်လို့ထင်ပါတယ်။သူကတော့သူ့ရဲ့ဉာဏ်ပညာကိုမြူးနေသမျှဖြစ်ထွန်းလာဖို့စိတ်အားထက်သန်သူဖြစ်လာပြီးဝိရိယအားစိုက်လေလေဖြစ်ထွန်းလေလေဖြစ်ပါတယ်။အောင်မြင်မှုကို သူ့ဟာနဲ့သူရယူပါမယ်။သူကသူ့ရဲ့ဉာဏ်ရှိသလောက်ထားလုပ်မယ်ဆိုရင် အချိန်မရွေးအောင်မြင်နိုင်မဲ့သူမျိုးဖြစ်ပါတယ်။မလျှော့တဲ့ဇွဲလုံးလဝိရိယထားရှိတဲ့သူမျိုးလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့လက်မရဲ့အားပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်မတွေကိုကြည့်ပါ။ သူတို့ရဲ့လက်မတွေကအပြင်ဘက်ကိုတီးတီးတတ်တတ်ထွက်နေပြီးတောက်ကြကြ ရှိနေပါတယ်။ဒါကြောင့်သူတို့ဟာစိတ်ထက်မြက်ပြီးသူများမလုံနိုင်တာကိုအလင်းမြန်လုတ်ကင်နိုင်စွာရှိကြပါလိမ့်မယ်။ပုံမှာပြထားတာကတော့တောက်ကြကပတ်ဖြစ်ပါတယ်။လက်ညိုးနဲ့လက်ကလေးကြားကနေလက်ကလေးနဲ့လက်သကြွယ်ကြားအထိပတ်နေတဲ့လမ်းကြောင်းကိုတောက်ကြကပတ်လို့ခေါ်ပါတယ်။ဒီကပတ်က လက်အခြေခံကောင်းရင်ကောင်းတာဖြစ်စေပြီး မကောင်းတဲ့လက်အခြေခံမကောင်းတဲ့လက်ဆိုရင်တော့မကောင်းတဲ့အာနိသင်ကိုဖြစ်စေပါတယ်အကယ်၍တောက်ကြကြိုးကုံမှာရှုပ်ပွားနေတဲ့လမ်းတွေပါမယ်ဆိုရင်တော့ဒီလက္ခဏာရှင်ကိုစိုးသွမ်းလူငယ်ဖြစ်လာစေပါတယ်အကယ်၍ကံလန်းအောင်မြင်လမ်းတို့ကိုပြတ်သွားမယ်ဆိုရင်ဘဝပျက်စီးပါလိမ့်မယ်တောက်ကြခပတ်ကမိန်နေမယ်ကံလန်းညံလန်းတွေကထင်ရှားနေမယ်ဆိုရင်မကောင်းသမျှပြောက်ပြီးထက်မြတ်သူဖြစ်လာမယ်စာပေပညာပြောင်မြောက်မယ်ဂီတအမှုပညာတက်ကြွမယ်လက်မှုပညာလည်းထူးကျွန်ပါလိမ့်မယ် ဒါကြောင့်တောက်ကြကပတ်ကလက်ရည်စားကောင်းခြင်းလက်အခြေခံကောင်းခြင်းဆိုးခြင်းတွေပေါ်လိုက်ပြီးကောင်းကျိုးဆိုးကျိုးတွေကိုပေးစွမ်းနိုင်တဲ့ဒုချအမှတ်သားတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခုကလည်းတောက်ကြကပတ်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်းတောက်ကြကပတ်ကလက်တကြွယ်လက်ခလဲရဲ့ကြားထဲကိုမဝင်ပါဘူး။လက်တန်အောက်ဆက်နာမှာရောက်နေပါတယ်။ဒါကဘာကိုပြသလဲဆိုရင်သူကအစင်လာမဟုတ်တာတွေကိုစိတ်ဝင်စားတဲ့သူပါ။စိတ်မမှန်တဲ့အနေထားလို့ပြပါတယ်။စိတ်ပြန့်လွှဲမှုကိုထိန်းချုပ်မရဘူးဖြစ်နေပါတယ်။ လောက်ကင်သမ ्या ကိုအကုန်သီးလို့ဆောင်ရွက်လို့တဲ့စိတ်ကဆက်ဆုတဲ့စိတ်အနေထားဖြစ်လာပါတယ်မတီးငိမ်တက်ပါဘူးညံလန်းချောင်းကောင်းပြီးလက်မကအားကောင်းနေတဲ့သူမျိုးကြိုင်တော့ထိန်ချုပ်နိုင်မယ်ဒီနေရာမှာမှတ်ချက်ကတော့မကောင်းတဲ့အချားအချက်တွေနဲ့ပေါင်းဆက်မိတော့ကာမဂုဏ်လွန်ကျူးတက်ခြင်းလက်တလုံးကြားလိန်စားတတ်သူဖြစ်ခြင်းလက်စော့တတ်သူဖြစ်ခြင်းတွေကိုပါဖြစ်ပေါ်စေနိုင်ပါတယ်ဒီနေရာမှာသူ့ရဲ့လက်အနေထားကိုခြုံငုံသုံးသက်တတ်ဖို့လိုပါတယ် သူရဲ့လက်ချောင်းဂျိုးကုံလက်အရောင်လက်ဝါးပုံစံစတာဒီကိုလည်းထည့်သွင်းပေါင်းစပ်ရမှာဖြစ်ပါတယ်နောက်ဆုံးခုကတော့အရက်ကြောင့်အသေးကျွမ်းပြီးတည်ဆုံးရခြင်းပဲဖြစ်ပါတယ်ပုံမှာပြထားတဲ့လက်ကိုကြည့်ပါအသက်လန်ကတာမန်ရှိနေပေမဲ့လည်းလက်ဝါးပြင်ကအဝါရောင်ဖုံးလာပြီးအသက်တူရခြင်းကိုဖြစ်စေပါတယ်ဒါအပြင်သူရဲ့အမျိုးသမီးလက်မှာလည်းမုတ်ဆူမလက္ခဏာပြလာပါတယ်ထို့သူတည်ဆုံးသွားပါတယ်ဒါကအသက်လန်ရှိနေပေမဲ့တည်ဆုံးသွားရတဲ့လက္ခဏာရှင်တူပဲဖြစ်ပါတယ် ဒီနေ့လက္ခဏာဘူးတုတ္တလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာတုတ္တတိုးပွားနိုင်ကြပါစေ။